ထိုးစစ်တွေကိုရက်တယ်ဆိုရင်ဒီက NC ထိုးဖို့ရောသူတို့မှာလမ်းအများကြီးရှိတယ်ဆိုတော့ဟောသူတို့ခဏခဏပြောတယ်ဒါပေမဲ့ထိုးစစ်တွေကမရက်ဘူးတိုက်ပွဲတွေကမရက်ဘူးဆိုတာဖြစ်နေတယ်တမရိုအနေနဲ့ဘယ်တိုင်းတာအထိမျှော်လင့်တယ်လဲတော့မသိဘူးသို့တော်လည်းတကယ်ငင်းချမ်းရဖို့အတွက်ဆိုရင်တမရိုအနေနဲ့ထိုးစစ်ကိုရက်လိုက်ပြီးမှငင်းချမ်းရကမ်းလှမ်းလို့မှ တော်လှန်ရေးငြိမ်းချမ်းရေးလိုချင်တယ်ဆိုတော့တိုင်းသားလက်နှက်ไก่ဖွဲ့စည်းတွေမလာဘူးဆိုရင်တို့စကားသူတို့ပုံမှာပြင်ကြပြုံးမှတကယ်ဖြစ်မှန်ပုံမှာဖြစ်တယ်တိုက်ပွဲတွေကတော့တိုက်ပွဲရကျမအမြင်နဲ့ပြောရရင်တိုက်ပွဲတွေမဖြစ်သေးချင်ဘူးတိုက်ပွဲတွေဖြစ်တဲ့အတွက်လူတွေနေရတာမငြိမ်းချမ်းဟိုဗီဒီယိုတွေလည်းမငြိမ်းချမ်းဘူးစပွဲကြောင်းမလို့ ကချင်ပြည်နယ်ကတော့အင်မတန်မှပဲတနာစရာကောင်းတဲ့เนาะဒါကကျွန်တော်ရဲ့ညီကိုမောင်နှမတွေဖြစ်တယ်ဆိုတာတော့ဒါကျွန်တော်ပြောချင်ပါတယ်ပြီးတော့ဒီစပွဲကြောင်းမလို့ကချင်ပြည်နယ်ရဲ့အဆုံးရှုံးမှုဟာတခြားပြည်နယ်တွေနဲ့စာလို့ရှိရင်အများကြီးပိုတယ်လို့ကျွန်တော်မြင်ပါတယ်ပြောမလဲဆိုစစ်ရဆိုးကျိုးတွေอ่ะကျမတို့อ่ะတီးပြီးသားပဲဖြစ်တယ်ပေါ့เนาะဆိုတဲ့အခါကျတော့ဒီလိုမျိုးစစ်ဖြစ်ရတဲ့ စ်ဖြစ်တဲ့အခါမှာကျမတို့ရဲ့အမျိုးသမီးတွေပေါ့နော်ပြီးတော့ခါကျတော့ကလေးငယ်တွေအရန်ကိုကအများပြားအများစုဆိုတယ်လို့ပေါ့နော်ဒါအဒုက္ခရောက်ပါတယ်ပြီးတဲ့အခါကျတော့ဘယ်လိုပြောမလဲဒီဒေတာဒီလူတယောက်ရဲ့ဒီကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းအရန်ကိုကဆင်းရဲဒုက္ခတွေအများကြီးဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီပြည်နယ်မှာရှိတဲ့ဒီနောက်ထပ်ဖွံ့ဖြိုးလာမဲ့မျိုးစစ်တစ်တွေရလည်းဘလိုမျိုးရရှိမှာလဲပေါ့เนาะအဲ့တော့ခါကြတော့ကချင်ပြည်နယ်မှာဖြစ်တာဒီလေ ျမတို့တိုင်းရင်းသားတနိုင်ရလုံးနဲ့တက်ဆိုင်တယ်လက်ရှိအခြေအနေမှာကျတော့ဒီငိန်ချိုင်းဆိုတာပြောရင်းနဲ့ထိုးစစ်ကကျတော့တစ်ချိန်တည်းအများရန်ဆက်ဖြစ်နေတဲ့အခါကျတော့ဒီတစ်ဖက်ကငိန်ချိုင်းလို့ပြောတဲ့အရာနဲ့တကယ်တကယ်လက်တွေ့ငိန်ချိုင်းပေါ်ဆောင်တဲ့နေရာမှာအကျိုးတက်ရောက်မှုရှိတဲ့ဒီဖက်စစ်ပွဲတွေကကျတော့ဒီစန့်ကျင်ဘက်ဖြစ်နေတာကိုတွေ့ရတယ်လေ။ စန့်ချစ်ဖက်ဖြစ်နေတာတွေ့ရခါကျတော့ဒီပီတူတွေအနေနဲ့အကျော်လဲပူပြောမှပီတူအတွင်းစိတ်ဝမ်းကွဲမှုတွေရှိလာနိုင်တယ်